ီနေ့တနင်္ဂနွေရုံပေးရဲမှာငွေချင်းတို့ရေမမင်းတို့အိမ်ကတော့မုန်ဟင်ကားချက်စားပါတယ်အိမ်ကအမလေးအရန်ချက်တတ်တာမုန်ဟင်ကားလေးစားချင်လို့အပြင်းအစားရင်စားမကောင်းဘူးချုံမုတ်တွေပါတော့နေမကောင်းဖြစ်တယ်အဲ့လိုပြောလိုက်တာ ਨੇ အိမ်ကရေခဲတတားထဲမှာငချင်းရှိတယ်ဒီမလေးဒီမကြီးချက်ကျွေးမယ်တဲ့ဆိုပြီးတော့ဒီနေ့မနေ့မမင်းရဲ့ အမကမိုဟင်ခါလေးချက်ကျွေးပါတယ်ရှင်ကလပဲလေးတွေကိုပြုတ်ငချင်းလေးကိုချက်သွန်ဖြူရဲ့ချင်းရဲ့စပလင်းရဲ့ငပြားရဲ့ပြုတ်ဘဲဥလေးရဲ့ငဖဲကြော်လေးရဲ့ညက်ထဲပြီးတော့ချက်သွန်တွေကိုသေးသေးလေးတွေကိုနူးအေးနေရတဲ့ပြီးတော့မိုဟင်ခါလေးချက်ကျွေးတာပါရှင်မိုဟင်ခါကိုမင်းတို့တိန်တော့အရန်ကြိုက်တာထမင်းအစားမိုဟင်ခါကိုထမင်းလွတ်စားကြပါတယ်ရှင်ဒီနေ့တနင်္ဂနွေအတွက်ကတော့ ရန်ကိုပြပြဆုံးနဲ့နေလေးတနေ့ဖြစ်သွားပါပြီရှင်မင်းတို့တအိမ်သားလုံးမိုးဟင်းကဘယ်လောက်ကြိုက်လဲဆိုရင်အဲ့မိုးဟင်းကကိုအဲ့အိုးလိုက်ကြီးတဲ့ထားပြီးတော့မနေ့စာရော နေ့လယ်စာရောညစာရောမိုးဟင်းကကိုမမုန်းနှမ်းစားပါလေရှင်မြေမချက်တာတဲ့မိုးဟင်းကလေးကိုတမယာသီးလေးညှဲ့ပြီးတမယာသီးစိတ်ကလေးတတိုင်းထည့်ပြီးစားရတာအရန်ကြိုက်ပါတယ်အကြော်ရီထဲမစားပါဘူးအကြော်တော့ရှိပါတယ်မမေကတော့အကြော် မကြိုက်လို့အကြော်ထည့်လိုက်ရင်မဟင်းကရဲ့အနံ့ကြီးက အကျော်နှံ့ပြောင်းသွားတော့မမေကသိမ့်မကြိုက်ပါဘူးရှင်။အရွက်တွေထည့်ရင်လည်းမင်းကအရသာပြောင်းမယ်။အရွက်စိမ့်တွေရဲ့အရသာကြီးဖြစ်နေတော့မစားချင်ပါဘူးရှင်။အဲ့အတွက်ကြောင့်အရွက်ဆိုရင်နည်းနည်းမလေးပဲထည့်ယုတ်ဒီကိုပါလီယံလေးပဲထည့်ပြီးအရသာရှိတဲ့မုံဟင်းကားလေးကိုမုံဟင်းကားကောင်းကောင်းလေးကိုအရသာခံပြီးမုံဟင်းကားအရသာကိုပဲစားပါတယ်ရှင်။တကယ်ချင်းတို့ရောဘယ်လိုစားရတာကြိုက်လဲ။ ောခဲ့ကြအောင်နော်မမကတော့မင်းကဆိုရင်အကြော်လေးထင်မစားပါဘူးအရွက်ဒီလည်းထင်မစားပါဘူးနည်းနည်းမင်းကလွင်၍ပေါ့မောင်ဟင်ကရဲ့အရသာစစ်စစ်ကိုပဲစားပါတယ်ရှင်တကယ်ချင်းလို့လဲဖာစားချင်လဲဆိုတာ comment မှာရေးပေးခဲ့ကြပါဦးနော်ကျေးဇူးတင်ပါတယ်ရှင်